တချို့ကြလည်းဇွဲနဲ့ပေါ့နော်ဒီလိုမျိုးသုံးလေးရက်နိုင်60လောက်ကြောင်းပိတ်မိနေမှပြန်ထွက်လာငါသားဆိုလို့ရှိရင်တော့ချက်ချင်းသေးွားမလားပဲပေါ့နော်အနေတိုင်းဟိုငိုပြတ်တာပေါ့နော်ဒါကတော့တနေ့တနေ့တော့ဟိုရှင်းရှင်းပြောရလို့ရှိရင်စိတ်မချမ်းမြေဘူးအဲ့တော့ကိုဖြစ်တယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့ဟိုကိုလေးဆိုလဲဒီလေ မလူနိုင်ဘူးလေနော်မလူနိုင်ဘူးဆိုတာကလေဟို90 100ဆိုတာတယောက်တည်းလူကိုကြောက်ရလဲအရင်ယူပြည့်စုံနေမှာအဆင်ပြေတာပေါ့အဲ့ခါကျတော့အခုဒီလိုမျိုးလေးတွေလိုအားတွေပါဝင်ကူညီကြတယ်တယောက်နည်း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 စီညက်ကအခုကတော့ပြောလို့90 100အဲ့လိုမျိုးဖြစ်သွားတယ်တစ်ရက်မှာ90လောက်နဲ့ဆို180ဒါရင်းနဲ့ဆိုလို့ရှိရင်ဟိုဘက်မှာလိုအပ်တဲ့လူတွေကိုပေါ့နော်အများကြီးအထောက်အကူပြုနိုင်တာ ပေါ့တာမန်လူတန်းစားကောရှိရလူရောမရှိရလူရောဒါလမ်းကြုံဒါအလူခံလိုက်တဲ့ခါမှာပါသွားတဲ့အတွက်သူတို့ရဲ့ကုသိုလ်တွေပေါ့နော်အကုန်လုံးကဟိုဘက်မှာသွားပြီးတော့အထောက်ပံ့ဖြစ်စေတာပေါ့ ငလင်းစလုပ်တဲ့အချိန်မှာရှူတင်ပါပါရှူတင်ဆိုတော့မြောက်တကုံအိမ်ဆိုတော့မြောက်တကုံအိမ်မှာဒါပုံပင်လုံထဲမှာပေါ့နော်ဒါဟိုလုံချင်းပဲဟိုရှင်းပြောရရင်တော့တအားခါတာပေါ့ခါတော့ကိုယ့်ရဲ့စိတ်ထဲမှာတော့ဦးဆုံးစိတ်ပူမိတာတော့ခရင်နဲ့သမီးကိုပဲဆက်ဆချင်းတတိယရဲဖုန်းခေါ်ဖို့ကြိုးစားပေါ့ဟာနေတိုင်းအောင်ကိုပြစ်တာပေါ့နော်ဒါကတော့တနေ့တနေ့ကတော့ဟိုရှင်းရှင်းပြောရလို့ရှင်စိတ်မချမ်းမြေပေါ့ကိုကသူ့နေရာမှာဆိုတဲ့အရာမျိုးတွေနဲ့စဉ်းစားပြီးတော့လေးတည်ရမလားဟိုတချို့ကြလဲဇွဲနေပေါ့နော်ဒီလိုမျိုးတုံးလေးရက် နိုင်60လောက်ကြောင်းပိတ်မိနေမှာပြန်ထွက်လာ9သားဆိုလို့ရှိရင်တော့ချက်ချင်းသေးွားမလားပဲပေါ့နော်အဲ့ဒီအချိန်မှာဘလောက်တောင်ကဘာပြက်နေနေလဲပေါ့ဘောအဲ့ဘက်ကဆိုတအားလဲကျက်နေလေနော်ဒီဘက်မှာဆိုရင်တော့မှနေ့တိုင်းလို့လို့တော့မှလေမူးမူးနေရပါအဲ့လုံနေရလုံနေအဲ့လိုပဲထင်နေရပါပေါ့ပြီးတော့အမြင့်မှာ share ရွက်ကြောင်းအမြဲတမ်း stand by နဲ့ပြင်ဆင်တာပေါ့နော် formation ကတော့ကို share ပေးတယ်ပေါ့နော်ဘယ်ညမှာတကယ်လိုအပ်တယ်ဘယ်အဆောက်အအုံကတော့တကယ်ဘယ်ညမှာဖြစ်နေရ official account မှာကို share ပေးဖြစ်ပါတယ်ချမ်းသာမရွေးပေါ့ဘယ်သူမှဆိုဒီတဘာဝဘေးအန္တရာယ် ကိုခန်းစားရတဲ့အတွက်ကြောင့်မို့လို့လူတင်းလူထိုက်တဲ့နေရာမှာလည်းလူကြပါတော့တတ်နိုင်သမျှအခုလိုမျိုးအလူခံတဲ့အခါမှာလည်းကိုယ့်ရဲ့ ဟိုတက်နိုင်သမျှလေးပေါ့เนาะပါဝင်ပြီးတော့ဟိုကုသိုလ်အနေနဲ့အားဖြည့်ပေးသွားတာကဒီလိုအပ်တဲ့နေရာတွေမှာအမြန်ဆုံးပေါ့เนาะပို့ပြီးသူတို့အတွက်ထူထောင်ရေးတွေအတွက်ကောသူတို့ဒုက္ခရောက်နေတာတွေအတွက်ကောတစ်ဖက်တအားနေပြီးတော့အင်းဒီတို့ကဘယ်လိုပြောမလဲကုညီရရောက်ပါတယ်ပေါ့เนาะအဲအားကြောင့်မလို့လေဒီငလင်တဲ့အဲပြည်သူပြည်သားတွေကိုအားလုံးကိုဝိုင်းဝန်းပြီးတော့ပေါ့เนาะကုညီဆောက်ရှောက်တဲ့အနေနဲ့ အဲအလူငွေလေးတော့ကိုတက်နိုင်တမျှပေါ့ကိုအားပဲပြပြညာအားပဲပြအဆဆရရပေါ့ကုညီပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်ဒီခုနှစ်ရသားသမီးပေါ့နော်ဒါအင်းတို့အားပေးခဲ့ကြတဲ့ ဟိုပြည်သက်တွေပေါ့เนาะအများကြီးရှိပါတယ်အခုအလိုမျိုးမန်လေးမှာဖြစ်သွားတယ်စကိုင်းဘက်မှာဖြစ်သွားတယ်ဟိုပါပြီးအနေနဲ့ရရက်ပါပေါ့เนาะအနေပေါ့ဟိုညားတာနဲ့နဲတာပဲကွာခြားတယ်ပေါ့ရှင်အကုန်လုံးကပျက်စီးဆုံးရှုံးသွားတယ်စိတ်ပိုင်းဆိုင်ရာတွေထိခိုက်သွားတယ်တည်ကြည်ကြတယ်အဲ့ဒီအချိန်မှာခံစားရတယ်ပူဆွေးရတယ်ပေါ့ဒါပေမဲ့လည်းဒါတွေကိုအားတင်းပြီးတော့ရှေ့ဆက်ပြီးတော့ဘယ်လိုပြောမလဲပြန်လဲထူထောင်ရေးတွေခုနပြောတဲ့စိတ်ပိုင်းဆိုင်ရာတွေကိုအများအများကြီးပေါ့ကိုယ်တွေနေနဲ့စူးစမ်းပြီးတော့ဟိုလောက်အောင်ပါပေါ့နော်ပ ရှေ့ဆက်ပြီးတော့ပဲကိုရီဘာအကောင်းဆုံးဘာဆက်လို့ရမလဲဆိုတဲ့ဟာမျိုးတွေရယ်ပြီးတော့တံဝေကတရားတွေပေါ့နော်တအားကိုရပါတယ်အဲ့အတွက်ကြောင့်မို့လို့လဲဟိုအိန္ဒိယတော့အများနဲ့ဒါဒီငါလင်လှုပ်ပြီးညောင်းနေတွေရာဆာပြီးဟိုရွှေကုံပြားတက်တယ်ပေါ့နော်ရွှေပုံးဝင်သွားတယ်အဲ့ဒီခါကျလို့ရှိရင်အများနဲ့ဆူတောင်းပေးပါတယ်ဒီခொနည်းရသားသမီးရေအခုဟိုမတွေ့သေးတဲ့လူတွေလည်းနော်အသက်ရှင်ရဲ့ တွေ့ပါစေကောင်းကောင်းမွန်မွန်တွေ့ပါစေအကုန်လုံးကျန်းမာပါစေချမ်းသာပါစေဆိုပြီးတော့ဒီခုနှစ်ရက်သာသမီများအားလုံးကိုအမြဲတမ်းမေတ္တာပို့ပြီးတော့ဆုတောင်းပေးပါတယ်ရှင်အားလုံးပဲဖိုက်တယ်ပါရှင်